နိယာမတရား၅ပါးတို့မဟုတ်နိယာမတရား၅ပါးစိတ်ဓာနိယာမစိတ်တို့ဤအစဉ်အတိုင်းရှေ့စိတ်နောက်စိတ်ဖြစ်ပွားတော်တဘောတရားကမ္မနိယာမကုလကံအကုလကံတို့ဤကံနှင့်အလားတူစွာကမ္မဝိပတ်တရားချမ်းသာ ဆင်းရဲတို့ဖြစ်ပွားသောသဘောတရားဗီဇနိယာမှာတစေတေညောစာရီတို့ဤမူလမျိုးရိုးပင်ရင်းနဲ့အလားတူစွာ ပေါချင်းသဘောတရားဥရုနိယာမှာသောင်းဝင်မူဥရုတို့၌နှင်းကြခြင်းပူကိုင်းခြင်းဝိုးရွာခြင်းစတော့ အစင်မပြတ်အလားတူ ဖြစ်ချင်းတဘောတရားဓမ္မနိယာမှာရေတော်ဤနိုင်ရာတို့စီစဉ်ခြင်းတင်ညွန်တို့ဤကောင်းခင်တို့ထိုးတက်ခြင်းနေလာကျေတာယာတို့ဤထွန်းလင်းတောက်ပလှဲ့လေခြင်းစတော့တဘောတရားကပ္ပနိယာမှာကဘာဤပထမတီထောင် ဖြစ်ပေါ်ပျက်စီးပြုပြီးပြောင်းလဲနေခြင်းတဘောတရားလိန်ကနိယာမအထီးအမတရဝါတို့ဤအချင်းချင်းမတူထူးခြားသောအတွင်တဒံတဘောတရားပထဝီနိယာမမြေဤဒီနိယာမိယာဖြစ်ခြင်းခင်မာခိုင်ခန့်ခြင်းတဘောတရား အာဘောနီးယာမှာရေဤနေရာတို့စီစဉ်ခြင်းအေးမြခြင်းပျော်ပြောင်းခြင်းသဘောတရားတေဇောနီးယာမှာမိဤပူလောင်ခြင်းမြိုက်လောင်ကျွမ်းခြင်းကျင်ညစ်စေခြင်းရင်းရောဆွေးမြေ့စေခြင်းသဘောတရားဝါယောနီးယာမှာလေဤတွန်းကံထကြွား လှူရှာတောင်းခိုင်ခြင်းသဘောတရားအာဂါဒနိယာမကောင်းကင်ဤဟင်းလင်းပွင့်ခြင်းရေးချစ်၍မရခြင်းအစင်းအယောင် ရုပ်တွင်ကင်းခြင်းသဘောတရားဒုရိယနိယာမနေမင်းဤအယောင်အစင်းကိုပေးခြင်းလေးရာရဲ့အမြဲလှဲ့လေခြင်းအရှိမထွေ၍အနောက်တို့ဝင်ခြင်း သဘောတရားဆန္ဒတာရကမိယာမာလာနဲ့ကျေတာယာတို့ဤအလင်းရောင်မူပေးခြင်းအမြဲလက်ရရဲ့ဧလဲ၍သွားခြင်းအရှိမထပြီးအနောက်တို့ဝင်ခြင်းသဘောတရားပိဋိဆသမုပ္ပါဒမိယာမာကုတုအကုတုတရားတို့ဤတခုဖြစ်လျင် အခြားတခုဖြစ်ပေါ်လာခြင်း သဘောတရားတစ်ခုချုပ်လျင်အခြားတစ်ခုခြုံငိမ့်သွားတော့သဘောတရားစုမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်ခင်ဗျာဘုဒ္ဓတရားတွေရကြပါစေခင်ဗျာ